မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဖားကံမြို့နယ်မလန်းချေရွာမှာစစ်ကောင်စီတပ်နဲ့ KIA KPDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ခွေးတပ်ဘက်ကလေကြောင်းကနေဘုံကျဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နံမဖြစ်ချေရွာအုပ်စုမှာပါတဲ့မလန်းချေရွာမှာစစ်တပ်နဲ့ KIA KPDF ပူးပေါင်းတပ်တွေအနီးကတိုက်ပွဲဖြစ်ပွားနေတုန်းကမနေ့ကအော်တိုဘာလ9ရက်နေ့နေ့လယ်12နာရီလောက်မှာစစ်တပ်က jet fighter နဲ့ဘုံကျဲသွားတယ်လို့ဒေသခံတအုပ်ကပြောပါရယ်။မြေပြင်မှာကတိုက်ပွဲတွေတော်တော်ပြင်းထန်နေတာပါ။အရဲသားတွေလည်းလွတ်ရာကိုပြေးနေကြရတယ်။စစ်ကောင်စီစစ်ကြောင်းတွေကအထည်နာတယ်လို့နှစ်ဖက်အကြဆုံးတွေလည်းရှိတယ်။လေကြောင်းကနေလာပစ်ကူတဲ့အထိတိုက်ပွဲကပြင်းထန်နေတာလို့၎င်းကရှင်းပြထားပါရယ်။လေကြောင်းတက်ခတ်မှုကြောင့်ထိခိုက်မှုရှိမရှိကိုတော့မသိရသေးဘူးလို့ပြောပါတယ်လက်ရှိမှာတော့ဖားကတ်အပြင်ဗမုံမာလဲစစ်တပ်နဲ့ GI ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုတွေများနေတယ်လို့သတင်းရရှိထားပါတယ် ဖားကန့်မှာတိုက်ပွဲတွေပြင်းထန်နေသလိုအပြည့်အဝထိမ့်ချုပ်နိုင်ခြင်းမရှိသေးတဲ့စစ်ကောင်စီကဖားကန့်မြို့နယ်အတွင်းလူ9ယောက်ထက်ပိုပြီးတော့စုဝေးတာတွေမလုပ်ဖို့နဲ့ည10နာရီကနေမနက်4နာရီအထိအပြည့်မထွက်ဖို့ထုတ်ပြန်ထားပါရယ် KIA ကတော့ဒေသခံတွေကိုစစ်ရေးသတိပြုနေထိုင်ကြဖို့မကြာခဏသတိပေးထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့နေပြည်တော်မှာမဲစင်းရင်နေမှားတယ်လို့ဝေဖန်ခဲ့တဲ့ဘူးလက်လှဆိုကိုရှေ့ရက်နေ့ညပိုင်းကစစ်တပ်က နေအိမ်ကနေပြီးတော့လာရောက်ခေါ်ဆောင်သွားပြီးတော့ကိုရဲနေမှာတော့အဆက်အသွယ်မရတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ9ရက်နေ့မှာဘူလလာဆွေက နေပြီးတော့မှမဲဆင်းနေမှားနေတဲ့အကြောင်းလူကြီး900ရှိရင်300လောက်မှားနေကြောင်းတည်တဲ့သူတွေပါစည်ရင်းထဲမှာပါနေပြီးတော့ရက်ွက်အုပ်ချုပ်ရင်းမှုရဲ့မိသားစုတော်မဲဆင်းနေမှာမပါကြောင်း2020ရွေးကောက်ပွဲကာလမဲဆင်းအဟောင်းကြီးကိုပြန်သုံးနေတယ်လို့ယူဆရကြောင်းမဲဆင်းများဟာအလွန်ကွာဟနေပြီးတော့မဲဆင်းများပြန်လည်ပြည့်ပြင်းဟာအချိန်တစ်ပတ်သာကြာတော့ကြောင်း မဲဆင်းမှားယွင်းမှုအဆင်မပြေကြောင်းဘူးလက်လဆွေကလူမှုကွန်ရက်ကနေထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အဲ့ဒီနောက်အော်တိုဘာလ၈ရက်နေ့ညပိုင်းမှာဘူးလက်လဆွေကိုသူ့ရဲ့နေအိမ်ကနေပြီးတော့စစ်တပ်ကလာရောက်ခေါ်ဆောင်သွားတယ်လို့သတင်းတွေထွက်ပေါ်လာပြီးဒီနေ့အချိန်အထိကိုဘူးလက်လဆွေရဲ့လက်ကင်ဖုန်းတွေကိုလည်းဖုန်းခေါ်လို့မရတော့ဘူးလို့ပြောပါတယ်။ပုံမှန်အားဖြင့်နေ့စဉ် TikTok မှာဗီဒီယိုလေးတွေတင်ပြီးတော့နိုင်ငံရေးစီးပွားရေးအာဏာသိမ်းမှုအခြေအနေတွေကိုသုံးသပ်ချက်ဗီဒီယိုလေးတွေကိုဖြန့်ဝေလေးရှိတဲ့ တဆွေရဲ့ TikTok အကောင့်မှာလည်းဘာဗီဒီယိုမှမတင်နိုင်တော့တာကိုတွေ့ရပါတယ်။စစ်တပ်ရဲ့ lobby အမိခံသတင်းသမားတွေစုဝေးနေတဲ့ Viber group မှာလည်းသတင်းသမားအမိခံစစ်ခွေး lobby အောင်မင်းကဘူလလဆွေအဖမ်းခံထားရသလားလို့စစ်တပ်ကိုမေးခွန်းထုတ်ထားပေမဲ့လည်းစစ်တပ်ဘက်ကတော့ဘာမှအကြောင်းမပြန်ဘူးလို့ပြောပါတယ်။မေးခွန်းမေးသူအောင်မင်းဆိုသူက ခင်ကြီးရဲ့အတွင်းလူယုံဖြစ်ပြီးတော့ကျန်းဖို့ရဲ့အမားကလော်ဘီလည်းဖြစ်ပါတယ်မဲဆရင်မှားရွယ်မှုကိုအကြောင်းပြလို့အာနာသိမ့်ခဲ့တဲ့စစ်ခွေးတပ်အတွာဘူလလာဆွေရဲ့ဝေဖန်ချက်ကအရှိုက်တဲ့တဲ့ကိုထိုးတယ်လို့ဖြစ်သွားစေနိုင်တယ်လို့ကျန်းခိုင်ရေးတရင်အင်းမြေကတုံ့တက်ထားပါတယ်ဒါပေမဲ့ဘူလလာဆွေကိုစစ်တပ်ကဖမ်းသွားတာလားခေါ်မင်းနေတာလားဆိုတာကိုတော့ကျန်းဖို့ပါတီဘက်ကလည်းဘာမှမသိရသေးဘူးလို့အဲ့ဒီတရင်အင်းမြေကဆက်လက်ပြောပြထားပါတယ်ကျန်းဖို့ပါတီအတွင်းမှာမင်းအွန်လိုင်းနဲ့စစ်တပ်ထိပ်ပိုင်းကဓာတ်ရိုက်စီမံခန့်ခွဲနေတာဖြစ်ပြီးတော့ပါတီအနေနဲ့ အတွင်းရေးတွေကိုဗဟိုကော်မတီဝင်အဆင့်ကိုတောင်မှအသိခွင့်မရှိတော့ဘူးလို့ကြံ့ဖို့သတင်းအရေးမြေကပြောပါတယ်။နေပြည်တော်ပုပ္ပတိရိမြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့ဘူးလလဆွေဟာအဖမ်းခံရတာလားခနခေါ်မေးခံရတာလားတစ်ကောက်မှာသူ့ရဲ့ထုံးစံအတိုင်းဗီဒီယိုအတိုတွေတင်ပြီးတော့ထင်မင်းသုံးသက်ချက်တွေရန်တန်ထပ်ပြီးတော့ပြောနိုင်အောင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာမုံရွာခရိုင်ချောင်းဦးနယ်ထဲကစီမီးတပိတ်ကိုစစ်ခွေးအုပ်စုကလေးချောင်းကနေဘုံကျဲတပ်ဖြတ်ခဲ့ပြီးတဲ့နောက်အော်တိုဘာလ၈ရက်နေ့မှာမုံရွာမန္တလေးလမ်းပိုင်းပေါ်မှာစစ်ခွေးတွေအင်အားတွေတိုးချထားပြီးတော့အနီးနားပတ်ဝန်းကျင်ကရွာတွေကိုပါစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ၉ရက်နေ့မနေ့ကစစ်ခွေးအုပ်စုကမုံရွာမန္တလေးလမ်းပိုင်းတနေရာဖြစ်တဲ့မြောင်းလန်းကွန်းနဲ့ချောင်းဦးနယ်ကြားမှာခီးသွားပြည်သူတွေနဲ့ခီးတဲ့ကားတွေကိုတားဆီးပြီးတော့ လမ်းပိတ်ဆို့ခဲ့တယ်လို့အင်အားတွေတိုးဖြည့်ဓာတ်တွေကိုလုံဆောင်နေတာတွေ့ရတယ်လို့အဲ့ဒီအခြေအနေကိုသိတဲ့နိုင်ငံကန်သတင်းအရင်းမြစ်ကသတင်းပေးဖို့ပြောကြားထားပါတယ်။မြောင်းလမ်းခွဲကနေကားအစီးရရာနဲ့ချီပြီးတော့ပိတ်မိနေတာအဲ့ဒါကိုတစည်းချင်းပေးလို့နေတာပေါ့ဒီကောင်လေးစစ်ခွေးအုပ်စုကခီးသွားပြည်သူတွေကိုကာဗာယူပြီးတော့စစ်ကြောင်းထုတ်ဖို့လုပ်နေတာတွေ့ရတယ်။ရှေ့ရက်နေ့ညကလေးကဒီကောင်လေးစစ်ကြောင်းထုတ်ဖို့ပြင်ဆင်နေတာအခုထိတော့စစ်ကြောင်းထိုးလာတာမတွေ့သေးဘူးလို့ပြောပါတယ်။မုံရွာနဲ့ချောင်းဦးနယ်အဆက်မှာသတင်းကြော်လာပြနေညက စီမီသွုံးပွဲနဲ့အတူရောက်ရွေးကောက်ပွဲကိုအလုံးမရှိကြောင်းစီမီသပိတ်ပြုတ်လုံနေတဲ့လူအုပ်စုတွေကိုစစ်ခွဲအုပ်စုကဘုံကျဲခဲ့တယ်လို့သိရပါဗျ။ဘုံကျဲတက်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရှိသူတွေကိုစေဝါကုသခွင့်မရစေဖို့အတွက်မုံရမန္တလေးလမ်းပိုင်းတွေပေါ်မှာစစ်ခွဲအုပ်စုနဲ့ပြူစောထိတွေကစေဝါတည်ယူတာတွေနဲ့စေးနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေတည်ယူတာတွေကိုတင်းကျပ်ဖမ်းဆီးတာတွေလှုံ့ဆော်နေတာဖြစ်ပြီးတော့စစ်ကြောင်းထိုးဖို့ပါလှုံ့ဆော်လာတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီအုပ်စုစစ်ကြောင်းထိုးလာတာမရှိသေးပေမဲ့ လေကြောင်းတက်ခတ်မှုဖြစ်ပွားခဲ့တဲ့ဘုံတို့ရွာအပါဝင်အနီးပတ်ဝန်းကျင်ကကြေးရွာတွေမှာနေထိုင်တဲ့ဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ ်မုံရွာနဲ့ချောင်းဦးနယ်အဆက်ကဘုံတို့ရွာမှာအော်တိုဘာလ6ရက်နေ့သတင်းကြော်လာပြီးညကပြုတ်လုခဲ့တဲ့စီမီထွန်းပွဲနဲ့အတူရောက်ရွေးကောက်ပွဲအလို့မရှိကြောင်းစန္ဒထုတ်ဖော်နေတာကိုစက်တက်၄ထီးနဲ့120မမဘုံဒီနှလုံးကျဲချခဲ့တာကြောင့်ကလေးငယ်တွေနဲ့တပိတ်အင်အားစုရဲဘော်တွေအပါအဝင်စုစုပေါင်း24ဦးသေဆုံးခဲ့ပြီးတော့90ကျော်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်မှာကွန်ကြီးပေးနေတဲ့သူတွေကပြန်လည်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကုတန်းနန္တလင်းမြို့နယ်ပြည်မုံရွာကိုအကြမ်းဖက်ဆက်တက်ကဝင်းအောင်စီးနေပြီးတော့ပြည်သူတအုပ်ကိုပြစ်တက်ကလူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေကျပ်360တောင်းပြီးပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ9ရက်နေ့မှာနန္တလင်းမြို့နယ်ပြည်မုံရွာကိုအကြမ်းဖက်ဆက်တက်ကဝင်းအောင်စီးနေပြီးတော့မျက်ရည်နေတဲ့အသက်18နှစ်အရွယ်အမျိုးသားတအုပ်ကိုတနက်နေ့ပြစ်တက်သွားတယ်လို့သိရပါဗျ။ အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာဂျေးပါအတွင်းမှာလူငယ်9ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားပြီးတဲ့နောက်မိသားစုဝင်များကိုတအူးကိုငွေကျပ်360နဲ့လိုက်လံထုတ်ယူခဲ့ရတယ်လို့သိရပါဗျ။နတ်တလေးမျိုးပြင်းမုံရွာမှာစစ်ခွေးတွေကရွာသား9ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့တယောက်ကိုငွေကျပ်360တောင်းပြီးပြန်လွှတ်ပေးခဲ့ပါတယ်။နောက်ပြီးတော့စစ်ခွေးတွေကမျက်ရည်နေတဲ့အသက်18နှစ်အရွယ်ကောင်းလေးတယောက်ကိုလည်းတနက်နေ့ပြစ်တက်သွားတယ်။ဘာလို့ပြစ်တက်သွားလဲဆိုတာမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အလားတူပဲဂျိုးမင်ကောင်းမျိုးနဲ့ အုပ်ဖို့မြို့နယ်အဆက်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကခြေရွာများကိုစစ်ကြောင်းထုတ်နေပြီးတော့ပြည်သူများကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရင်ငန်ရွာကပြည်သူ၈ဦး၊တရတော်ရွာကပြည်သူ၆ဦးနဲ့မအူရဲရွာကပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးတော့လက်ရှိအချိန်မှာလူသားတိုင်းပြစ်လုထားတယ်လို့သိရပါတယ်။ဒါ့အပြင်ဂျိုးမင်ကောင်မြို့နယ်အလဲကုန်းရဲစခန်းမှာလည်းအကြမ်းဖက်စစ်တပ်က4ကားနှစ်စီးနဲ့အင်အားများကိုထပ်မံဖြည့်တင်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မန္တလေးမုံကုတ်လမ်းပိုင်းကိုအချမ်းပတ်ဆက်တက်ကမနေ့ကမနေ့ပိုင်းကစတင်ပြီးတော့လေရင်နဲ့ဇက်တိုက်ဘုံတွေကျင်းနေပြီးတော့မြေပြင်မှာလည်းတိုက်ပွဲများနေစဉ်ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘလ9ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့အချမ်းမဆက်တက်ကတပိတ်ချင်းမြို့နယ်အတွင်းမှာရှိတဲ့မန္တလေးမိုးကုတ်လမ်းပိုင်းကို Jet Fighter 1 Fury နဲ့ဇက်တိုက်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ အချမ်းဘတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။ဒါအပြင်အချမ်းဘတ်စစ်ခွေးတပ်ဟာမိုးကုတ်လမ်းစုံကိုပြန်လည်သိမ်းပိုက်ရန်အတွက်မန္တလေးမိုးကုတ်လမ်းပိုင်းကိုအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးနေခြင်းကြောင့်တိုက်ပွဲများဟာနေ့စဉ်ဖြစ်ပွားနေပြီးတိုက်ပွဲတွေအတွင်းမှာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုတွေများပြားတော့လဲအင်အားများတစ်ကြိမ်ပြီးတစ်ကြိမ်ဖြည့်တင်းကစစ်ကြောင်းထိုးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ မနေ့ကလည်း Jet Fighter Y12 တွေနဲ့တနေကုန်လုံးကိုဘုံကျဲတိုက်ခိုက်နေတာ Y12 ကညနေလောက်မှပြန်သွားတာအချိန်ရည်မနေဘူးပတ်ဝဲပြီးတော့ကျဲချတိုက်ခိုက်သွားတာထိတွေ့တိုက်ပွဲကလည်းနေတိုင်းနီးပါးလိုလိုဖြစ်နေတယ်စစ်ကြောင်းတွေကလည်းတဖြည်းဖြည်းထိုးလာလို့တိုက်ပွဲကရှေ့ဆက်ပြီးတော့ပြင်းထန်လာမယ်ထင်တယ်။မန္တလေးမိုးကုတ်လမ်းပိုင်းမှာပဲတိုက်ပွဲတွေက ဖြစ်နေတာလို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။အလားတူပဲမန္တလေးတိုင်းမရီယာမြို့နယ်ကိုလည်းအကြမ်းဖက်ဆက်တက်က Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်သွားကြောင်း Voice of Mandalay ကတာဝန်ရှိသူတို့ကပြောပါတယ်။ မနေ့ကအော်တိုဘားလ9ရက်နေ့မွန်လွယ်3:15မိနစ်ခန့်မှာမတရားမျိုးနဲ့အုတ်ကန်ရွာအနီးတစ်ဝိုက်ကို Jet Fighter တစ်စီးက Rocket နှလုံးနဲ့ပစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါဗျ။ဒါအပြင်မွန်လွယ်3:25မိနစ်ခန့်မှာလည်းအုတ်ကန်ရွာအနီးကိုအချမ်းပတ်ဆက်တက်က Jet Fighter တစ်စီးနဲ့ဘုံနှလုံးထပ်မံပြီးတော့ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အချမ်းပတ်ဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွဲမှာပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကနဦးသိရပြီးတော့အချင်းနေအသေးစိတ်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ